ားလုံးပဲမင်္ဂလာပါဗျ Ghost Diaries ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ကင်ယံမုန်စီးတမ်းလေးကိုတွားရောက်နေပတ်ဖြစ်ခဲ့ပါတယ်ဗျဆိုတော့ဒီကင်ယံရွာလေးမှာဘာတွေရှိမလဲဆိုတာကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အားလုံးဖိတ်ခေါ်အပ်ပါတယ်ဗျအလေးရတော့ထိုင်းနိုင်ငံစူရန်ဖုန်းခိုင်မှာတည်ရှိရတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့လေ ဆက်တဲ့နေရာလေးလို့ပေါ့ဗျာဒီဈေးလေးရဲ့နာမည်ကတော့တလအူပွိုင်းရုံပေါ့ဗျာတော့ဒီလိုရောက်တာမနက်ချုံနိုင်ခွဲဆိုပေမဲ့လူတွေကတော့တော်တော်များနေပြီ ကနေ့ချားတော့မနက်ဆိုလို့ရှိရင်ဘုန်းကြီးတွေကဝါဖောင်စီပြီးတော့စွန့်ခံကြွားကြတာပဲဖြစ်ပါတယ်ဗျာ န္ဒစာအတွက်မစည်းတဲ့နေဖြင့်ဟိုင်းယိုးရာနဲ့ခရင်ယိုးရာတမုန်ပစ္စည်းအသုံးဆောင်မျိုးရောင်းချတာလေးပဲတွေ့ခဲ့ရပါဗျာ။မြန်မာနိုင်ငံကသုံးပစ္စည်းအများပြောင်းတဲ့ဒီဈေးမှာရောင်းချနေရအောင်တွေးခဲ့ရတယ်

တော့ခုံးကြီးတွေကိုစက်ကတ်လူလမ်းနဲ့ပစ္စည်းတွေကိုရောင်းချပေးတဲ့ကောင်တာလေးပဲဖြစ်ပါတယ်။ဘုံကြီးတွေကမနက်9:00နာရီခွဲဆိုရင်ဝါးပေါင်လေးနဲ့ဒီချောင်းရိုးလေးတစ်လျှောက်ကြွလာမှာပဲဖြစ်ပါတယ်ဗျ။ ทธาสตร์อิมานิมะยังพันเต พัตตานิสัปะวิวารานิพยานาวิญญาณเนี่ยจะนอนเลยไปสารเนี่ยถ้าใครดำเนินจะเจ๊งแค่ไหเนี่ยต้อเรื่องหาเราเองเครื่องนี้ต้องทำมาทำคนอยากดี เกียด้านหน้านะคะพี่เครื่องปรุงด้านหลังคุณลูกค้านะคะใต้ต้นไม้นกค่ะ ขอบคุณค่ะเยลูไม่สวยอ่ะนี่ตอนนี้เอะซาผิดเนมันนักเลมามันนักสาวพระบีวาสาซาตองบีดอเจ็บปีมิงลาชีลาเลตีมีงเวลีโอ issue ခံစားခြင်းရင်တော့ဒီကရင်ရွာလေးရာအဖြစ်မနေလာရောက်လေပတ်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဗျ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တူတူရောက်ရှင်းစီကိုကျေးဇူးအထူးပင်တင်ရှိပါရစေ။နောက်ပတ်တွင်မှာလည်းထိုင်းနိုင်ငံအတွင်းမှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုလည်းပတ်ပြီးတော့တင်ဆက်သွားမှာဖြစ်တဲ့အတွက် တော့ရဲ့ news diary facebook page နဲ့ youtube channel ကို like and share နဲ့ subscribe လုပ်ပေးဖို့အားလုံးကိုတောင်းဆိုအပ်ပါတယ်ဗျအားလုံးပဲ bye bye